င်္ဂလာပါမျိုးတို့တွေမပွတ်တူမာသေးပါရှင်ဒီကျွန်မပြောပြပေးမယ့်အကြောင်းအရာကတော့နိုင်ငံရေးစီဘာသာရေးဒီသုံးခုဖြစ်ပါတယ်ရှိရကကျွန်မခီးသွားနေတယ်အကျွန်မမှုတော်မျိုးဝင်းစိန်တော်ရဆရာတော်ဖျားကြီးကိုတွားရောက်ပူမြော်ပြီးတော့ဒီကပအကြီးဆုံးသောတောင်းတော်မူဖျားကြီးတွားရောက်ပူမြော်ခဲ့ ဘုရားကတော့ကျမသွားခဲ့တဲ့လမ်းလေးရှောင်မှာကျမကိုယ်ပိုင်တွေ့ကြုံခဲ့ရတဲ့နိုင်ငံကြီးစိတ်ရဲ့ဘာသာရေးပေါ့နော်။နောက်ပတ်နိုင်ငံကြီးအကြောင်းပြောမယ်ဆိုရင်အလုံးကပြောကြရတဲ့အာဒီဒေတာတွေကသွားလို့မရဘူးလို့အဲ့ဒီမှာ PDF တွေကဘယ်လိုကြီးစိုးနေတယ်လမ်းမခီးကဘာဖြစ်တယ်ဆိုပြီးတော့အာအိမ်ထဲကအိမ်မြန်မထွက်ပဲနဲ့သူတို့ပြောကြတာပေါ့နော်။နာမုန်ကြီးနဲ့မှာရေဘူးလူခွဲကဘလို့တိုက်ခိုက်သိမ်းမနိုင်နေပြီ။အာလမ်းခီးမှာသူတို့တွေဘလို့ကြီးစိုးနိုင်နေတယ်။အာ အကြပြုစစ်ကြောင်းကဘလို့နိုင်နေရတော့ငဇွဲကဘလို့နိုင်နေတာလို့သူအမျိုးကြီးကော့ဂရိတ်လမ်းကိုထိန်းချုပ်နိုင်နေလို့အာချီကြီးမောတော်နေဆက်ကုံတော်ရေးတွေကိုသူတို့ဘလို့ထိန်းချုပ်နိုင်နေတယ်ဆိုပြီးတော့ဒီကလန်ခီတွေမှာသူတို့တွေကြီးစိုးနေတဲ့ပုံစံမျိုးနိုင်ငံရေးရဝါလာဖြန့်ကြပေမဲ့အမှန်ကယ်တော့ဘာတစ်ခုမှမရှိဘူးကျွန်မကိုယ်တိုင်သွားခဲ့ရင်ကျွန်မကိုယ်တိုင်တုံ့တွေ့မြင်ခဲ့ရတယ်နိုင်ငံရေးအရာအာလိုင်းပေါ်မှာအခုလိုမျိုး ဒါကြောင့်ဒီတော့ဝါရတွေဖြန့်နေသူလို့မဟုတ်ပါဘူးမြေပြင်မှာတိတိငင်ငင်အေးချာချာအေးစစ်စစ်ပဲရှိပါတယ်။ဒါနေမှာဆိုလို့ရှိရင်လည်းဟာစစ်တပ်ဂိတ်တွေကပတ်စံနေမတရားကောက်တာလို့ဟာစစ်တပ်ဂိတ်ကလူတွေကိုဘယ်လိုမျိုးစစ်တယ်လို့မှတ်ပုံနေနေဘယ်လိုတောင်းပြီးတော့ပတ်စံနေဘယ်လိုယူရဲဆိုတာမဟုတ်ပါဘူး။ကျွန်မကိုယ်တိုင်ကြုံတွေ့ကြရတယ်။အဲ့ဒါနိုင်ငံရေးကြောင်းတာပေါ့။စစ်ရေးဘက်အမြင်ကြည့်မယ်ဆိုလို့ရှိရင်တော့အဲ့ဒီလမ်းခရီးတစ်လျှောက်မှာကျွန်မတို့ဒီ အဲမုံပြင်းနဲ့ဝင်းပြီးစွားနဲ့ဒီကြိုက်ထိုးလို့နော်။ဟာဘီလင်းတက်ထိုး။အာဘီလင်းတက်ထိုးဘက်ပေါင်ပေါ့နော်။အဲပေါင်တော့မုံထမမော်လမြိုင်ကြိုက်မိရောမှုထုံ။အဝင်းသွား။အဲ့ဒီလက်ခီးတဲ့ဆောင်မှာစစ်စေကိတ်တွေအများကြီးရှိရဲ။တက်မလို့စစ်စေကိတ်တွေရှိတယ်လို့ပြီးသူစစ်စေကိတ်တွေလည်းရှိရဲ။ဒါပေမဲ့ဘေကိတ်ကမှမစစ်စေဘူး။ဘေကိတ်ကမှကားကိုလည်းမစစ်ဘူးလူကိုလည်းမစစ်ဘူး။လက်ဆွဲနှုတ်ဆက်ယုံနဲ့တည်းထက်တန်လို့ရတယ်။ ကျမတို့ကားတစ်စီးလဲလားဆိုတော့မဟုတ်ဘူးကျမတို့ရှေ့မှာရှိနေတဲ့ကားတွေရောကျမတို့အနောက်မှာရှိနေတဲ့ကားတွေရောကားတွေကိုလည်းရှာဖွေစစ်ဆေးခြင်းမရှိသလိုလူတွေကိုလည်းရှာဖွေစစ်ဆေးခြင်းမရှိဘူးရုပ်ဆွာဆုံးကားလိုင်စင်လည်းမပြရဘူးခွီးတဲလည်းမပြရဘူးမှတ်ပုတ်တယ်လည်းမပြရဘူးလက်ဆွဲနှုတ်ဆက်ရုံနဲ့တင်ပြီးလက်ဆွဲနှုတ်ဆက်တယ်ဆိုတာကျမစကားအရရင်ကျေးအောင်ပြောတာရိုးရိုးရှင်းရှင်းပြောရရင်တော့ပတ်စံပေးရုံနဲ့ချင်းအဲ့ဒီဂိတ်တွေအကုန်လုံးကိုဖြတ်လို့ရတယ်ဆိုတော့ ရင်းရကြည့်မယ်ဆိုရင်အဲ့ဒီလိုမျိုးပေါ်ဆာမှုတွေကြောင့်လက်နက်မောင်ကိုရမွေးရမောင်ကိုရရမ်းများလာတယ်။နော်ရန်ကုန်လိုမန္တလေးလိုမြို့ကြီးတွေမှာလက်နက်တွေမြောက်များစွာစိတ်ဝင်နေတယ်။အဲ့ဒီလိုပဲမွေးရမောင်ကိုသမားတွေကလည်းအခွင့်အရေးကောင်းဖြစ်လာတယ်။အင်းတော့ဆိုလို့ရှိရင်မွေးစေးတုံးဆွဲရဲဆိုတာမျိုးတွေကဟိုးနေဆက်ဒေတာတွေမှာတိုင်းရင်းသားပြည်နယ်တွေမှာဒါကြားရတယ်။အာကလေးတွေမွေးစေးတုံးဆွဲနေတာကလေးတွေအတန်မပြည့်သေးပဲနဲ့ကလေးတွေအာမွေးစေးသားကောင်ဖြစ်နေရဲဆိုတာတွေက ်အချိန်လုံးကဆိုရင်ဒီတိုင်းလာဒေတာရင်းနဲ့ဇဲဒေတာရင်းမှာသာကြားရပေမဲ့တခုလိုက်ရှိမှာမန္တလေးလိုရန်ကုန်လိုမြို့ပြကြီးတွေမှာတောင်မှဆယ်စုံသက်ရွယ်ကလေးငယ်တွေမွေးစည်းရဲ့ပါကောင်ဖြစ်လာကြတယ်။ဒါဟာမျက်မြင်ကိုတွေ့ဖြစ်တယ်။အဲဒီလိုမွေးစည်းသမားတွေလက်နက်မောင်းကိုသမားတွေအတွက်အခွင့်အရေးပေးတယ်လို့ဖြစ်နေတယ်။စီရင်ရာတိတ်ကိုအလဲများပါတယ်။ကားကိုစစ်ရှင်စစ်မစစ်ရှင်လူကိုစစ်တယ်။အခုကကားလည်းမစစ်လူလည်းမစစ်ဘူးဆိုတော့ကျမတို့ကအဲ့လိုမျိုးမကြိုက်ဘူး။ မသွားတဲ့လမ်းခင်းရှာမှာဆိုစစ်စစ်ကိတ်တွေရှိတယ်အဲ့လိုမျိုးကားတွေလူတွေစိတ်ရင်ကျမကကြိုက်ကိုကြိုက်တာပျော်ကောင်းပျော်သေးတာကျေးဇူးကိုတင်တယ်ရတောင်းဝင်ရလှုပ်ဆောင်နေနော်ဒါမှသာပြည်သူလူထုတွေအလုံးချုံမယ်အဲ့ဒီလိုမျိုးလို့ကျမပူတော်ကြိုက်သေးတယ်နော်ဆိုတော့အခုသွားခဲ့တဲ့ခီးတင်လျှောက်ဆိုအမှုတော်အမှုတော်ဘောပတ်ဆိုလို့ရှိရင်ကျမချောင်းတော့ခွားတော့အာတန်မြာကဲဆိုတိုင်းစီကြီးရောက်နေပြီအဲ့ဒီနားမှာအဲ့ဒီခုမှစစ်စေးတာမရှိရတဲ့အတွက်အေးရတက်ကိုအန်တီရများပါတယ် စစ်ရေးအရာတိတ်ကိုအန်ရရများပါတယ်နိုင်ငံရေးအရာတော့မိပိန်းနေပုံချုံနေလိုင်းပေါ်မှာလောနေသလိုအားနေသလိုစစ်မှတ်ကြီးဖြစ်ပွားပြီးသွားလို့လာလို့မရတာမျိုးမဟုတ်ဖ ೇನೆ အေဂျင့်တင်နေလည်းရှိရဲ့ဒါပြင်အဲကျမကဝင်းစိန်တော်ရအာဖျားကြီးမှာသွားပြီးဖူးမြော်တဲ့ပုံလေးကျမ YouTube မှာတင်တယ်တင်တဲ့အခါကျတော့အဲ့မှာ comment နဲ့မှာဘုံချုံတက်ကလာပြီးမယ်အာဒီကောင်မ မူတော်ကိုရောက်နေတာရေးဘလူးဖဲ့ဒီကောင်မကိုလာတက်ပေးပါဆိုပြီးကျွန်မ comment ထဲမှာတွေ့လိုက်ဆိုတော့အဲ့ဒီနီပိန်းနေဘုံချုံနေကသူတို့ရေးဘလူးကိုအားကိုးကြတယ်နော်ရေးဘလူးကိုအားကိုးကြတယ်အဲ့ဒီရေးဘလူးကိုအန်နုံချီကဆုံခုံဘွဲပြီးဆုံလဲစစ်စစ်အပြစ်ပေးမယ်လို့2020လေးကပြောခဲ့ဦးတယ်အခု2020ကရောက်နေပြီအန်နုချီဒီရေးဘလူးကိုထီရဲတလားကာရဲတလားအရေးယူတဲ့အပြစ်ပေးရဲတလား ရေဘလူးကကောအန်နူချီကိုတရားဝင်အစိုးရအဖြစ်အတိမတ်ပြုပြီးတော့အန်နူချီကပေးတဲ့အဖြစ်ကိုခံရတလားကျွန်မနိုင်ငံရေးရမေးဖို့တခုထုတ်မယ်ဟမ်ဒါနိုင်ငံရေးစီရေနောက်တစ်ခုကတော့ဘာသာရေးဘာသာရေးကတော့ကျွန်မတွေ့ခဲ့တာကအဲမုံကြီးနဲ့တိုင်မျိုးမျိုးနဲ့မုံကြီးနဲ့ပေါင်မျိုးနဲ့ဆိုပေမဲ့များသောအားဖြင့်ဝတ်မဆားရင်ရတယ်အဲ့လိုဒီများတဲ့ဒေတာတွေမှာဈေးပြိုးတွေက ဟိုတောင်ကုန်းတောင်ထဲလေးပေါ်မှာရှိကျောင်းကျောင်းဗုဒ္ဓဘာသာဝင်တောင်နေနဲ့မကားလေးမောင်းသွားတဲ့အဝေးကနေလှမ်းပြီးတော့ကြိလယုံနဲ့ဒီတောင်ကုန်းတောင်ထဲလေးပေါ်မှာစင်ဒီပထိုးတွေရုပ်ပွားတော်တွေမြင်ရတာကြည်နူးရတယ်တပ်ပယ်တယ်ဒါပေမဲ့သွားရလာရကြအန်ခက်ခဲတယ်ကျမတို့မျိုးရက်ဝေးနယ်ဝေးရနေလာတဲ့ခီးသွွားဧည့်သည်တွေမဆူထားနဲ့အဲ့ဒီဒေတာမှာနေထိုင်တဲ့ဗုဒ္ဓဘာသာဝင်တွေကိုယ်တိုင်တောင်မှ ဒီတောင်ငုံတောင်နှမ်းပေါ်မှာရှိတဲ့ဇေဒီပထိုးတွေကိုသူတို့တခင့်နေလို့တစ်ခေါက်ရောက်ပြချင်မှရောက်ဖြစ်နေမယ်။တနေ့နေလို့ဒီတောင်ငုံပေါ်တစ်ခေါက်တက်ပြီးတော့ဒီဖျားဇေဒီပေါ်မှာအဲဒီဖျားပြုပင်ထိလဲရဲ့အတွက်အလှူဝေထဲတာလို့နော်နောက်ဆုံးဟိုဇေဒီပထိုးပြုပင်ရဲ့အတွက်ညှက်စင်မီလင်းရဲ့အတွက်ခြေပြားခင်းဖို့ရွှေသင်္ကန်းကပ်ဖို့ဆိုတဲ့အလှူငွေတွေထည့်စင်မှထိနိုင်လိမ့်မယ်။ဥပမာကျမပြေသူကျမတို့ပြေမှာဆိုလို့ရှိရင်ဖုန်းတောင်ရှိတယ် ျမလည်းခုံးတောင်တစ်ခေါက်ပဲတက်ဖို့လေဘာလို့လဲဆိုတော့တက်ကတော့အရန်ပင်ပန်းနဲ့သွားရေးလာရင်အရန်ပင်ပန်းနဲ့မတက်နိုင်တစ်ခေါက်ပဲဖူးဖို့လေဆိုတော့အဲ့ဒီလိုမျိုးနေရာတော်တော်များများမှာကဘုရားဘာသာဝင်တွေရဲ့ဖျားစေတီတွေကြည်လိုက်တဲ့အခါဟိုမျိုးအပြင်မှာရွာပြင်မှာတောင်ပေါ်မှာ သွားရေးလာရင်အင်ပြန်ခက်ခဲတဲ့အတွက်လူသူအယောက်ပေါက်နေတယ်တနေ့နေလို့လူ၁၀ယောက်လာပြီးတော့ဖျားဖူးမယ်လို့မရှိပေမဲ့ဘာသာခြားတွေရဲ့ ရိယန်တွေချက်ချောင်းနေနော်အစ္စလမ်တွေရဲ့ပလီတွေဟိန္ဒူတွေဘုရားကျောင်းတွေကြည်ကြည်ပါမြို့အလဲကောင်ပါရှိခမားတို့ရောက်ရှိရရောက်ရှိရဘယ်မြို့ရလို့ကျွန်မမဆိုလို့ဘူးနော်ခမားတို့ရောက်ရှိရရောက်ရှိရမြို့တိုင်းမှာကြည်ကြည်အဲ့ဒီမြို့လဲကောင်ရဲ့အချက်ချကြတဲ့နေရာတိုင်းမှာသူတို့ဘာသာရေးအဆောက်အအုံရှိတွားရလာရလေအင်မတန်ခက်အဆင်ပြေကြတယ် ဘာသာချားရေကမြို့လေကောင်ရဲ့အဓိကအချစ်ထားကြတဲ့နေရာတွေမှာသူတို့ရဲ့ဘာသာရေးအဆောက်အအုံတွေဆုံးကြပေမဲ့ဘုရားဘာသာဝင်ရဲ့ဇေဒီပထိုးတွေကြတော့ဟိုးတောင်းလုံးတောင်းလန်းနေပုံမှာဖြစ်နေကြတယ်။ဒါဘာသာရေးကကျမတို့ဆင်ပြင်ဆင်ခြင်ရမယ်တတိပြုရမယ်ချက်တစ်ချက်ဖြစ်တယ်။ဆိုတော့ကျမသွားလာပြောတဲ့အထက်မှာတစ်ခုပါတယ်။ဒီဇေဒီပထိုးတွေပြုပြင်ထိုင်နေရင်အတွက်ဆိုလို့ရှိရင်เนาะ အော်ဒေတာခန်နေကိုတော်တိုင်းမှမတွားနိုင်နဲ့မတွားနိုင်မလာနိုင်တဲ့အတွက်အမှုငွေထည့်ဝင်ပါဝင်လူတန်းချင်နေ။ဆိုတော့တို့တာဒနာကိုဆောက်ရှုပ်တဲ့အခါမှာနော်ဒီမျိုးစောပြားရှင်ရဲ့တရားတော်တွေကို ပြန်ပြီးပို့ချပေးမယ်တရားပြပတ်ကိုအာအာကုံဆောင်နိုင်မဲ့ကြည်ကြံအားထုတ်မဲ့တန်ဃာတော်တွေမရှိတော့ဘူးဆိုရင်အဲ့ဒီတန်ဃာတော်တွေရဲ့နောက်ပစ္စည်းလေးပါ ။ဆန်းနေငယ်ကြောင့်စေလူဝတ်သမားကိုလူသားထောက်ပံ့မဲ့တကားတွေမရှိတော့ဘူးဆိုလို့ရှိရင်သာသနာ꿰ခြင်းအကြောင်းတစ်ခုဖြစ်တယ်။ဆိုတော့အဲ့တောင်ငုံတောင်နှမ်းနေပုံမှာရှိတဲ့အကြောင်းကံလေးအာအကြောင်းကံလေးဇီလီပထိုးတွေဟန်တန်ပါဘီအခက်ခဲဖြစ်ကြတယ်။ကျွန်တော်ကဗုဒ္ဓဘာသာဝင်နေမှာကဒီအချက်ကိုကျွန်မတို့ဘာသာရေးရပြုတ်ပြင်ရမယ်ကျွန်တော်စဉ်းစားရမယ်เนาะနိုင်ငံမှာ ျွန်တော်မြန်မာနိုင်ငံမှာဗုဒ္ဓဘာသာလူကြီးအနည်းဆုံး85ရာခိုင်နှုန်းရှိမြန်မာနိုင်ငံမှာတည်ထားကိုးကွယ်တဲ့ဇေဒီပထိုးတွေကလူ၁၀ရောက်ကိုဖျားတဆုံလုံးထိရှိဇေဒီတွေအများကြီးတည်နေမဲ့အစားတဲပြီးသားဇေဒီကိုထပ်မံမုန်းမံပြီးတော့အဲ့ဒီဇေဒီတွေပေါ်မှာနော်လာရောက်ဖူးမြော်တဲ့ဖျားဖူးကြည့်သူတွေအတွက်အာကျမရေးစေပေးကန်းလို့ပုံစံမျိုးဆောင်ရွက်ပေးမယ်ဆိုရင်ပိုမကောင်းဘူးလား ဘာသာရေးအနေနဲ့ကျွန်တော်တို့ဆင်ရှင်တုံးသက်ရမယ်အချက်တစ်ချက်ဖြစ်တယ်။ဒါပြင်ကျွန်မမနေ့ကသွားတော့လာပြင်းနေနော်။ဝါဆိုလာပြင်းနေဖြစ်တဲ့အခါကျတော့အဲ့ဒီမှာလူငယ်လူရွယ်တွေတော်တော်များများဖျားဘူးလာကြတာတွေ့ရတယ်။သို့တော်များသောအားဖြင့်လူငယ်လူရွယ်တို့ဒီဖျားစီတီကိုလာရဲ့ဖျားကိုဟိုဝွင့်ချိန်တန်းချင်းဦးသုံးချိန်ချပြီးတော့ဓာတ်ပုံရိုက်တဲ့ပြတော်ဆော်ပြီးတော့ပြန်သွားကြတယ်။ပြန်သွားကြတယ် မိမိဘာသာတရားပေါ်မှာတောင့်ဝင်ယုံကြည်ရဲ့စိတ်ဗုဒ္ဓဘာသာလို့အမိခံတဲ့နေရာမှာလည်းဗုဒ္ဓဘာသာဥမာနော်ကုလဗုဒ္ဓဘာသာ လာဘဗုဒ္ဓဘာသာဘယဗုဒ္ဓဘာသာသရတိကဗုဒ္ဓဘာသာပညာတိကဗုဒ္ဓဘာသာဆိုပြီးငါးမျိုးရှိနော်သရတိကဗုဒ္ဓဘာသာနဲ့ပညာတိကဗုဒ္ဓဘာသာဒီနှမျိုးပေါ်တာအထက်တန်းစားဗုဒ္ဓဘာသာလို့ခေါ်ဒါမဲ့လက်ရှိမှာမြန်မာနိုင်ငံမှာကတော့ကုလကုလဗုဒ္ဓဘာသာရင်းများနေတယ်လာဘရင်းများနေတယ်ဗျာရင်းများနေတယ် ကုလဆိုတာမိဘမျိုးရိုးဆင်တဲ့နော်မိယိုးဖလာဗုဒ္ဓဘာသာခေါ်ရဲလာဘလက်လာဘရဲ့ကိုးကွယ်ဖို့ဟာဟာကျောင်းသားကိုဖျားစေတွေထုတ်ပြီးကိုးကွယ်လိုက်ပါဈေးအောင်ကောင်းတယ်အုံသားကိုပတိစိတ်ပြီးတော့ပတိလို့ပြီးစိတ်ပါအယောင်းဝယ်နေတာမယ်စသည်ဖြင့်လက်လာဘအတွက်ကိုးကွယ်နေတဲ့လာဘမရရင်ဟာကျမ်းမာရေးမကောင်းလို့နော်ဟိုရင်ရင်ရင်မရေသားကိုနော်အင်းအင်းမေသားကိုဘလို့ ့ရှင်သူဝီလီရုပ်ထုထူလိုက်ပါလို့စသည်ဖြင့်ဘုရားဘုရားပါတော်ရင်များလာတယ်။အဲ့ဒီလိုမျိုးတွေများလာတဲ့အတွက်လည်းလာပြီနေလာပြီနေခါကြီးရဲ့ကြီးနေမှာခြေတိပတော်တွေမှာလာရောက်ဖူးမြော်သူများပြီမဲ့ကူးတောင်းငင်ချပြီးပြန်သွားကြတဲ့တပုတ်ရကြတတ်တော်ရကြတဲ့လူကပုံပြီးများလာ။ဆိုတော့လူငယ်လူရွယ်တွေကငယ်စဉ်ခလေးကတွေကဘာသာရေးနှလုံးသားတွေကိုရိုက်တယ်ပြီးတောင်းရှိအဲ့ဒီအတွက်လည်းမြမတနိုင်ငံလုံးမှာ တော့ကျမတို့ရေချင်းလေးမှာတင်လဲနေဓမ္မစကူလေးဖွင့်ဖို့လိုအပ်တယ်။လက်ရှိမှာဆိုရင်ကျမတို့မြန်မာနိုင်ငံမှာနော်ဖွင့်လှစ်ပြီးလက်ရှိတင် जा နေတဲ့ဒီချင်းလေးမှာတင်လဲနေဓမ္မစကူကြောင့်လေးဖွင့်နေတဲ့ဆရာတော်တန်ကတော့အရှိတုံးမြတ်အပေါင်းကိုဖျားတော်တော်မှာလူတင်စွာနဲ့ခြေတော်ဆုံးဥခိုက်ပါရယ်ဒီရင်ချင်းလေးမှာတင်လဲကြောင်းနေမှာတင် जा ပြနေတဲ့ဆရာဆရာမတွေအားလုံးကိုလည်းနော်အာရှိယကုန်းတော်အနန္တောပါအားကိုပါတယ်လေးစားပါတယ်ခါတော့လည်းပြုတ်ပါတယ်တို့တော့ ကျမတို့မြန်မာနိုင်ငံမှာလက်ရှိသင်ကြားပေးနေပြီးတော့ကလေးတွေကိုငယ်စဉ်ကလေးဘဝခြေကအုံနောက်တဲ့နှလုံးသားရဲ့ကိုရိုက်ထည့်ပေးတဲ့ဗုဒ္ဓဘာသာဒီရဲ့အစီအစဉ်တွေကဘလို့ဖြစ်နေလဲဆိုတော့တကြောင်တကြာတာတရားတဲ့ပုဆန်